ရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာတို့ဗာဇဂျုပြေမှာဝါဆိုးနေကြအဲ့ဒီအချိန်မှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဝဋ္ထိပြေမှာဝါဆိုးတယ်တာဝဋ္ထိနဲ့ဝါဇဂျုအလန်းပွာတဲ့နေရာသရင်သုံးနေထိုင်ကြညနေနှစ်ပါးဆုံတဲ့အခါကျတော့ရှင်မောက္ကလန်ရဲ့မျက်နှာကခါတိုင်းနဲ့ကြီးနေတယ်စိတ်ထဲမှာကျဉ်နဲ့နေတဲ့အပြုံးနေနဲ့ ရှမောက်ကလံကို ရှင်သာရိပုတ္တရာကအကဲခတ်မိတယ်အကဲခတ်မိတဲ့အခါကျတော့ငါရှင်သာရိပုတ္တရာဒီကနေ့နေလေခင်ကာလမှာအင်တန်ငြိမ်သက်တဲ့ငြိမ်ချမ်းတဲ့တမဘတ်နဲ့နေလာတာလားမျက်နှာအဆင်းတွေအလွန်ကြီးနေပါလားစိတ်ဓာတ်တွေအလွန်ရွှေးနေပါလားငြိမ်ချမ်းတဲ့တမဘတ်နဲ့နေလာလို့ဒီလိုစိတ်ဓာတ်တွေ ရှိငိမ့်ချမ်းပြီးတော့မျက်နာတွေဟာရှင်လန်းနေတာလားလို့ဆိုမဟုတ်ပါဘူးတဲ့ဒါဖြင့်ဘာဖြစ်လို့မျက်နာရှင်နေတာတုံးဆိုတော့တရားနာရလို့တဲ့ဖြေတာဘသူစီကနာရတာတုံးဆိုမြတ်စွာဘုရားစီကသူတရားနာရတာတဲ့အဲ့တော့ရှင်သာရိပုတ္တရာကနေပါအောင်ကိုတော့မြတ်စွာဘုရားကတောဥထိပ်ပြီမှာအရှင်ဘုရားကဒီမှာဘယ်လိုလုပ်တရားနာတာတုံးလို့ဆိုရှင်ဘုရားတဲ့ ။တပည့်တော်ကဒီကနေပြီးတော့မြတ်စွာဘုရားကိုဒိဗ္ဗစက္ခုအဘိညာဉ်ဝင်စားထား။ဒိဗ္ဗတောတအဘိညာဉ်တလဲစီဝင်စားပြီးတော့ထား။မြတ်စွာဘုရားကလည်းတပည့်တော်ဘက်ဒိဗ္ဗစက္ခုနဲ့ဒိဗ္ဗတောတအဘိညာဉ်နှစ်ခုဝင်စားထား။တပည့်တော်ကဒီကနေပြီးလှမ်းပြီးမြတ်စွာဘုရားကို မေးခွန်းမေးတယ်တဲ့။အရှင်ဘုရား ပြည့်ပြည့်စုံတဲ့လုံလဝေရိယရှိတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုအတိုင်းတာနဲ့ပြည့်စုံမှပြည့်ပြည့်စုံတဲ့လုံလဝေရိယရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်နိုင်ပါသလဲဆိုတဲ့မေးခွန်းကိုတပည့်တော်ကဒီကနေ့လှမ်းမေးတာတဲ့လှမ်းမေးတော့မြတ်စွာဘုရားကဒီမေးခွန်းကိုဖြေတယ်မောကလံပြည့်ပြည့်စုံတဲ့လုံလဝေရိယရှိသူဆိုတာရသည်ရတိုက်ရောက်သင့်ရောက်တိုက်တဲ့တရားဓမ္မကိုရရှိဖို့အတွက် အယိုးကြည်ကြည်အေးခန်းခန်းအသားအသွေးတွေ၆ခန်းပါစေမရမနေကျိုးပန်းအားထုတ်မယ်မရခင်စัจ जा ဝီရိယတန်နာနေတာမျိုး မရှိစေပဲနဲ့ကျိုးပန်းအားထုတ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာလဲပြီးပြည့်စုံတဲ့လုံလဝီရိယရှိတယ်လို့ခေါ်ရတယ်လို့ရသော်ပြားကဖြေတယ်အဲ့ဒီအမေးဖြေလုံနေတာဟာဒိဗ္ဗဆက်ခုဒိဗ္ဗသောတာအဘိညာဉ်ဝင်စားပြီးတော့ ရသော်ဖရားနဲ့ရှင်မောကလန်တို့လှမ်းပြီးတော့စကားပြောတဲ့အခမ်းပဲအဲ့ဒါကိုတန်ရုပ်ပါဠိတော်မှာခတသုတ်လို့ခေါ်တယ်အဲ့ဒီတော့ရှင်သာရိပုတ္တရာကရှင်မောကလန်ကိုပြောတယ်ရှင်မောကလန်တို့များတကိုးကြီးလိုက်တာအဝေးကြီးကမြတ်စွာဘုရားစီလှမ်းပြီးတော့မိကွန်နေမေးလို့ဘုရားဖြေတာကိုသူနာရတယ်ကြီးလိုက်တဲ့တကိုးပေါ့တပည့်တော်တို့ဆိုလို့ရှိရင်ရှင်မောကလန်ကတောင်ကြီးနဲ့အလားသဏ္ဍူတယ် တပည့်တော်ကအဲ့ဒီတောင်ကြီးနားမှာခြားထားဖို့ကြောက်တုံးကလေးလောက်ပါပဲလို့ရှင်မောက္ကလံရဲ့တကိုးနဲ့စာရင်ရှင်မောက္ကလံကတောင်ကြီးကဲ့သို့ကြီးမားပြီးတပည့်တော်ကအနီးနားမှာခြားထားရတဲ့ကြောက်တုံးလေးတစ်ဖွဲပါလို့ရှင်မောက္ကလံကိုဒီလိုကြီးမြောက်ပြီးတော့ပြောတဲ့အခါမှာရှင်မောက္ကလံကဘယ်လိုပြောတော့လို့ဆိုတော့ရှင်သာရိပုတ္တရာတဲ့အရှင်ဘုရားဟာ ဖျားပြီးရင်ပညာအထက်ဆုံးပုဂ္ဂိုလ်ဖြစ်ပါတယ်တဲ့အရှင်ဘုရားကစာအိုကြီးတဲကစာကဲကြီးနဲ့တူတယ်တဲ့တပည့်တော်ကအဲ့ဒီစာကဲကြီးနားမှာထားတဲ့စာဖွင့်ကလေးလိုပါပဲလို့ပြန်ပြီးတော့ပြောတယ်အဲ့တော့ပညာရှင်ကိုစာနဲ့ဥပမာပေးတာဒီလိုဆုံးလို့လားဘာဖြစ်လို့ဒီဥပမာပေးရသလဲလို့ဆိုရင်တကောရှင်ဆိုတာတောင်လိုလူတိတယ်မြင်ရတယ် တကုတ်စွမ်းစက်တွေပြတဲ့အခါမှာမြင်ရစားဆိုတာကြတော့ဘယ်ဟင်းနဲ့မဆိုစားကပြောက်နေတာပဲရှားပေါ်တင်မှစားပါတယ်မပါဘူးသိတာစားမပါတဲ့ဟင်းဟာလဲပော့ရွှွရွှဖြစ်နေဟင်းတိုင်းမှာလဲစားပါရတယ်နောက်ဆုံးမှာအချိုးရမကတဲ့တောင်ဒီလေးအောင်လို့ဆိုပြီးတော့စားခတ်ကြစားမပါရင်မလေးနဲ့ဘူးအဲ့ဒါလိုပဲ ပညာရှိဆိုတဲ့ပညာဟာ အရာရာကိုနှံ့ဆက်ပြီးတော့လွှမ်းခြုံနေတယ်လို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပညာကိုစားနဲ့ဥပမာပေးတာဟာတဲ့ပညာရှိကိုစားနဲ့ဥပမာတောင်ကြီးလိုလူသီးထင်ရှားတော့မဟုတ်ဘူးစားဆိုတာနော်အိရှင်မတွေပြောတယ်လို့အိမ်ထဲကစားတယ်စားရတယ်လို့မရှိဘူးဟင်္ကတာနဲ့ဂုံတယ်တဲ့စားဆိုတာဘသူကစားစားမှာတော့ငံကငံနဲ့ သို့တော့သူမပါလို့ရှိရင်ဟင်းနေဟာပေါ့ပြက်ပြက်ဖြစ်တယ်ပေါ့အေးအဲ့ဒါလိုပဲအရာရာမှာပညာရှိမပါရင်ပေါ့ပြက်ပြက်ဖြစ်တယ်လို့ကိစ္စတိုင်းမှာစားလို့ပဲစိတ်ဝင် ပြန့်နှံ့နေတာပညာရဲ့သဘောလို့ဒီအိဗယ်မျိုးကိုယူပြီးတော့ဒီဥပမာကိုသုံးတာဟာရှင်မောက္ကလံသုံးခဲ့တဲ့စကားတစ်ခုပဲလို့မှတ်သားရတယ်ပေါ့